မတူညီကြခြင်းများဂျန်တာရင်နဲ့ရန်ကြားနေမှ the perfect balance မိမနဲ့ယောက်ျားဆိုတာရင်နဲ့ရန်လို perfectly balanced ဖြစ်နေပြီးသားအရာနှစ်ခုပဲလောကသဘာဝကြီးကတယောက်စီမှာအစွန်းထွက်နေတဲ့အရာကိုနောက်တယောက်စီမှာဂျိုင်းွက်ပေးထားတယ်သဘာဝတွေကတော့မတူနိုင်ဘူးဒီအမျိုးအစားနှစ်ခုကြားမှာဖြောင်းဖြောင်းကြီးဆန့်ကျင်နေတာတွင်ထောင်းနဲ့တောင်းနဲ့ရှိပြီးတော့ကိုရှိတယ်ဒါပေမဲ့ဒီမတူတာတွေကပဲတောင်းနဲ့တယောက်ကြားမှာ attraction ဆိုတာကိုဖြစ်ပေါ်စေတာ ။တဘာဝအဖြစ် physical ပိုတန်ဆွမ်းတဲ့ယောက်ျားတွေဟာကြောက်ခစ်ကလေးကမိန်းမတွေရဲ့ attract လုပ်ခြင်းကိုလွန်ဆန်းလို့မရခဲ့ပါဘူး။ဘာဖြစ်လို့မိန်းမတွေဟာယောက်ျားတွေကို attract လုပ်နိုင်ဖို့လိုအပ်တယ်လဲ။ရှင်းပါတယ်။မျိုးဆက်ပြန်ပွားဖို့အဖိုနဲ့အမတန်းတစ်ခုလိုတယ်။ attraction သာမရှိရင်အဖိုတွေကအာချီတိုင်းတဘာဝမတူတဲ့အမားတွေကိုဆောင်းမြင်ကကနဲ့ခက်အဆက်ဆက်ရိုက်တတ်ခဲ့ရင်လူသားမျိုးဆက်ဆိုတာပဲရှိလာနိုင်ပါရောမလဲ။ Okay ရိုက်မတတ်ဘူးပဲထား။ တိုင်းအိမ်ကောင်နေနဲ့ရှင်ပြီးအမဲလိုက်နိုင်စွမ်းရှိတဲ့တခုတည်းသောအမျိုးအစားရဲ့လူရောက်ကြတွေဒါသူတို့ရလာတဲ့အစာအာဟာရကိုလူမိန်းမတွေကိုမမျှဝေခဲ့ဘူးဆိုရင်မိန်းမတွေငတ်မသိနိုင်ခဲ့ဘူးလားအဲ့လိုပြောတော့ physical အာသာတာကအသာစီးရတာလားအားကြီးရနဲ့ပုံမြင့်မြတ်ရောလားဆိုတော့အဲ့လိုမဟုတ်ဘူးအဖိုးတွေကအမားတွေအပေါ်မှာပို့ပြီးတော့ဆွဲလန်းညှို့တွက်လွယ်တယ် attractive next အပေါ်မှာဘယ်လိုမှရုံးခံ တုံးလန်တိုင်းဆိုအာမရှိဘူးမိမရီထက်စာရင်ဒီနေရာမှာအရင်အားနေတယ်အရှားအားနေတာတွေလည်းအများကြီးရှိပါသေးတယ်ပြောကြတယ်မိမရိဟာငွေမတ်တဲ့အုံနောက်နဲ့ပဲဆုံးဖြတ်တဲ့ရှေးဘဝလှပဖို့ပဲဦးစားပေးတဲ့ဘာညာပေါ့တကယ်တမ်းကဒီနေရာမှာမိမရိကခုနယောက်ျားရိ physical strong ဖြစ်တယ်လို့ပဲသူတို့ကပို့ပြီးတော့ကို strong ဖြစ်နေကြတာယောက်ျားရိအရှိတောင်းလိမ့်ပိတ်တုံးလိမ့်ပြီး လူလည်းအသေးကွဲနေချိန်မှာမိမတွေကတတိညင်ညင်နဲ့အရှိတ်ကိုတွန်းဖယ်ပြီးကိုလိုတဲ့နာကိုဆက်လုပ်သွားနိုင်စွမ်းရှိတတ်ကြတယ်။မာနဲ့ဦးဟုတ်ပြီကြောက်ခက်ကိုပြန်သွားမယ်။ဒီလိုနဲ့အရင်ဆိုင်ကြားတဲ့ဝါကြီးတွေကြောင့်မှမိမဆိုတဲ့လူအမျိုးသားလေးတဦးဟာဘူရဲကအခုပြင်မထွက်ရှာလာသမျှသားကောင်ဒူးနှံပြီးဘာဘီကျူးလှုပ်ရှားလာကြတာကြားရောက်လာနိုင်ရင်ရှိတဲ့ဘေးအန္တရာယ်ဟူသမျှကိုအကောင်ကြီးကြီးကြားမျိုးနဲ့တူကြီးကအသက်တွေဘာရီစွန့်ပြီးဝိုးဝါးနဲ့ရှေ့ကဟီးရိုးလို့ ကာကွယ်လာကြတာကဘာလို့အစကလေးကဘာဖြစ်လို့လဲဆိုတော့မမဥချီတာကို basic instinct အရာမျိုးဆက်ပြန်ပွားဖို့နဲ့မျိုးမျိုးမသုံးဖို့ကြားဆိုတာမနဲ့ဥကိုကာကွယ်ရမယ်ဒါဟာတရဝတိုင်းအပေါ်မှာထည့်ပေးလိုက်တဲ့သဘာဝရဲ့ self defense system ပဲရာသီသဝကိုဝင်ဆောင်ရခြင်းနဲ့နှုတ်တိုက်ကြွရခြင်းစတာတွေမိမရင်းစီမှာပဲရှိတာဒုက္ခဆိုတဲ့ form နဲ့မဟုတ်ပါဘူး responsibility ဆိုတဲ့ form နဲ့ဖြစ်ပါတယ်ခန္ဓာကိုယ်ဖွဲ့စည်းပုံအရာ အတိုက်အမြုံကိုအချိန်မရွေးကာကွယ်ရင်းရန်သူကိုတိုက်ခိုက်နိုင်ဖို့ရဲတားခေါအမဲလိုက်ပြီးရှာဖွေကျွေးမွေးနိုင်ဖို့ရဲအဓိကထားတိဆောက်ထားတဲ့လှုပ်လှုပ်ရှားရှားယောက်ျားသားတွေစီမှာတအိမ်နဲ့တမျက်ထည့်ထားလို့မဖြစ်နိုင်ပါဘူးယောက်ျားတွေကိုဝင်ဆောင်ကလေးမွေးနေရရင်မိန်းမတွေကအဲ့ဒီမျိုးဆက်ကိုအန္တရာယ်အသွဲအသွဲကြားရောက်မဲ့ပြီးကကာကွယ်ပေးနိုင်မဲ့ physical strengths မလုံးလုံးချင်းတဲ့မိမတွေကိုဝင်ဆောင်တော့ယောက်ျားတွေကောက်ွယ်ဆောင်းချောက်ပေးတာကတဘာဝရဲ့မျိုးဆက်ပြောင်းွားခြင်းအတွက်ပို effective ဖြစ်စေပါတယ် ဒါတွေဟာလိုအပ်လို့ထမ်းဆောင်နေကြတဲ့ natural core responsibilities တွေပါပဲ။တန်ဖိုးခြင်းမတူပေမဲ့ဥတီချက်ချင်းကတော့တူပါတယ်။ကို species မမျိုးမတုံးဘူး။ဒါပဲ။မတူကြတဲ့တာဝန်တွေအဲ့ဒီကနေအစဉ်ပွားပြီးမြစ်တာတွေရှင်ရှင်တရားတွေ humanity တွေမိသားစုတာဝန်တွေတိုင်းပြည်တာဝန်တွေနဲ့ evolve ဖြစ်လာကြတာ။ဆိုတော့မိမတွေကလည်းအရေးကြီးတဲ့တာဝန်ဝတ္တရားတွေထမ်းဆောင်နေတယ်။ ဒီအပြင်ယောက်ျားတွေမရှင်းတော့အောင်ကျင်နာတတ်တဲ့စိတ်တဲ့နုညံ့ပြောပြောင်းအောင်အရာရာကိုဖြေထော့ပေးနိုင်တဲ့စွမ်းအားတာဝယ်ရမှာအားနေပေမယ့်ပြုစုဆောင်ရှောက်ရမှာအာကြီးပုံတွေဆွဲဆောင်မှုရှိအောင်အားလုံးကိုပြုပြင်ဖန်တီးနိုင်စွာဖြတ်ထုတ်ဉာဏ်နဲ့ communication skills detailing နဲ့ multitasking တွေတကယ်တမ်းသာစစ်စစ်ပေါပေါစဉ်းစားကြည့်ရင်အရေးပါတဲ့အရာအားလုံးကိုလှုပ်ဆောင်ဖို့ကမ္ဘာပေါ်မှာမိမတွေပဲလိုအပ်ပြီးယောက်ျားတွေကတော့သူတို့ကိုကောက်ကွက်ရုံတက်တက်ရှိနေသလိုတော့ဖြစ်နေပါသေးတယ်။ ။ယောက်ျားတွေလည်းကိုတို့ဘာနဲ့ကိုဒါနဲ့များတော့ဟောဒီတတလောကကြီးမှာဒီလောက်အာဂျီဘီအရေးပါတဲ့မိမတွေဟာဘာကြောင့်များအားနွယ်နေသလိုတဆင့်နှိမ့်ချနေသလိုလိုယုံညံ့နေသလိုလို culture တွေကပုံဖော်ထားကြပါသလဲဗျ။ကျွန်တော်ကတော့ယောက်ျားတွေဟာမိန်းမတွေထက်မြင့်မြတ်ကြောင်းတဆင့်မြင့်ကြောင်း claim လုပ်နေပါတယ်လို့ဆွဆွဲသူတွေကသဘောမတူပါဘူး။တကယ်တဲ့ယောက်ျားတွေဟာသူတို့ကိုသူတို့မိန်းမတွေထက်ပိုမနှိမ်ကြတယ်လို့နေပြတတ်ကြုံသက်သက်သာဖြစ်ပါတယ်။ ။ယောက်ျားတွေမှာလည်းတန်းတူမရပဲဆုံးရှုံးရတဲ့အရာတွေအများကြီးရှိတယ်။စစ်ဖြစ်တယ်မိမတွေလိုမဟုတ်ဘူး။ယောက်ျားတွေစစ်မှုထမ်းရတယ်။သေဖို့နီးတဲ့အလုပ်ပါ။သင်မောနစ်တယ်ယောက်ျားတွေနေကြရတယ်။ဒီမဲ့အလုပ်ပဲ။နောက်ဆုံးဥပဒေကအစမိမတွေကိုပဲအများဆုံးကောက်ခဲ့ပေးထားတာ။ဒါပေမဲ့ကျွန်တော်တို့တန်းတူအခွင့်အရေးဆိုပြီးမအောင်ဘူး။တန်းတို့အခွင့်အရေးလို့အော်ဒါကကိုဘာသားကိုနှိမ့်ချနေတယ်ယူဆလို့အော်ဒါပြအဲ့လိုအော်ဒါကပဲအခက်မသိရင်အော်တဲ့သူကိုနှိမ့်ချသွားစီနိုင်တယ် ယောက်ျားတွေမှာအောက်တန်းကြတယ်လို့အများကသတ်မှတ်ထားတဲ့အညာတွေအများကြီးရှိတယ်။သဘောဝတရားကြီးကတော့မျိုးဆက်ပြန်မွားဖို့တခုတည်းကိုညီဝယ်ပြီးဟိုးတရဝါတွေအပေါ်ပို့အတိဖြစ်တဲ့လိန်စိတ်ကိုထည့်ပေးလိုက်တာပဲ။ဒါပေမဲ့ယောက်ျားသားတွေဟာဆွဲဆောင်မှုရှိတဲ့မာတရဝါကိုမြင်တိုင်းအလိုလိုဖြစ်ပေါ်ရတဲ့လိန်ဆက်ဆံလူစိတ်ကိုတသက်လုံးမလွဲမချောင်သာပိုက်ထားကြရတယ်။ဒီဒုက္ခဟာဘလောက်ထိကြီးတယ်လို့ထင်ပါသလဲ။တာဝန်ကြီးသလိုဒုက္ခလည်းအင်မတန်ကြီးပါတယ်။ မထင်းနိုင်ရင်ဘဝပြည့်စည်တဲ့အကြောင်းတရားတွေမှာယောက်ျားမရဲ့သွေးသားဆန္ဒဟာနံပါတ်1အနေနဲ့အကြီးမားဆုံးဖြစ်ပါတယ်။ဘလောက်ထိကြီးသလဲဆိုတော့ကမ္ဘာပေါ်မှာအဖြစ်များဆုံးအမှုခင်းတွေထဲမှာမရိမှု၊တန့်ငယ်မရိ၊လူသက်မရိ၊လူကုန်ကူးနဲ့လိန်ကြုံပြုမှု၊ sexual assault ပုံစံမျိုးစုံတို့ကထိတ်ဆုံးကရပ်တည်နေတဲ့အပြင်ကမ္ဘာစည်းဝါးအဖြစ်ဆုံး business industry တွေထဲမှာ porn industry, sex doll, manufacturing နဲ့ prostitution တွေက မိမ့်မိန်ကြီးပြုံးပြနေတော့ကိုကြီးကြီးအဖြစ်ယောက်ျားရဲ့ accessories designer ကိုအုံးသူတို့ကြတော့သွေးသားဆန္ဒလေးတယ်လားဆိုရင်လောက်လေးနဲ့တွားချုပ်လို့မရဘူးဆိုတာသိစေချင်တာပါအရင်စကားနဲ့နှိမ့်ချပြောရင်နှာဘူးကြတယ်တနာချန်တယ်ပေါ့ဗျာအဲ့ဒီနှာဘူးစိတ်တနာစိတ်လို့ပြောကြတယ်လိန်စိတ်ကဘလောက်ထိဖုံးဖိရခက်တယ်လဲဆိုရင်သူ့ကိုလုံးဝရိုက်ရှုံးစွန့်ပယ်နိုင်ချိန်မှာအာသဝကုန်ခန်းယဟန္တာတွေဘာတွေတောင်ဖြစ်ဖို့တော်တော်ကြီးနှိမ့်ဆက်နေပြီအနည်းဆုံးအနာခံတော့ဖြစ်မှရမှာဗျာ ဒီတော့တဘောလေးရောက်မျိုးဆက်ပြန်ပွားစေဖို့လိုအပ်တဲ့စိတ်ဆန္ဒတစ်ခုကိုခံဆောင်ထားရတာကြောင့်အနေအထိုင်တစ်ချက်သတိလွတ်တာနဲ့အောက်တန်းစားလို့အပြောခံရမယ့်အခြေအနေမျိုးအောက်မှာယောက်ျားတွေလည်းနေနေကြရတာပါပဲ။အော်ဖြစ်ရလေဟင်တနာယူခြင်းနှာဘူးထခြင်းတော်ကိုများငါတို့ကနားလေပေးရမှာလားဆိုရင်ကျွန်တော်တို့ဘယ်ယောက်ျားလေးမှဒါတဘောမို့နားလေပေးပါလို့မပြောခဲ့ကြဘူးဆိုတာသတိရပါမရင်းကောင်ကိုဖမ်းတဲ့ရဲကလည်းယောက်ျားလေးချင်းမို့နားလည်းမပေးဘူးဖမ်းပါမယ် တရားသူကြီးကလည်းယောက်ျားလေးချင်းမို့ရှော့ပေါ့မပေးဘူးထောင်သားရှင်းရှင်းတော့ယောက်ျားလေးချင်းမို့မညာဘူးဒါမျိုးကောင်ထောင်ထဲရောက်လာလို့ကတော့ဝိုင်းကျိတ်ပြီးသားဘဝဘေးတဲ့တာဝန်ကိုထမ်းထားရတာကထမ်းထားရတာသက်သက်ဒီတဘဝကို abuse လုပ်ပြီးတစ်ဖက်သားကိုနာကျင်စေတဲ့အတွက်ချက်ခံရမယ့်ပြစ်ဒဏ်ကသက်သက်ပါပဲသူတော့ကတနာသားကောင်သွေးသားဆန္ဒပြင်းပြတဲ့ကျွန်တော်တို့ယောက်ျားပါသားတွေဖလို့ရပါတယ်ဟုတ်ကဲ့ထင်းရပါတယ် လူမျိုးပေါ်ဝင်ချင်းကဆလို24နှစ်ခုနှစ်ပတ်လုံးအသက်60-90မကမသေးခင်အချိန်ထိနားရမရှိချိုးနှိမ်ဖိနှိပ်ထိန်ချုပ်ထားရပါတယ်ကိုယ်ကိုယ်ကိုလည်းထိန်ထားရပါတယ်စိတ်ကိုလည်းထိန်ရတယ်လက်ကိုလည်းထိန်ရတယ်နှုတ်ကိုလည်းထိန်ရတယ်မျက်စိကိုလည်းထိန်ရတယ်အမူအရာကိုလည်းထိန်ရတယ်အေးအရှင်းရှင်းကိုလည်းထိန်ရတယ်တချို့ကတိတ်အထင်းသိမ်းမတတ်တော့ဟန်ပြက်တယ်အမူအရာနဲ့မျက်စိအထိပါတတ်တယ် ယောက်ျားလေးအချင်းချင်းဆိုဒီအထီးကရိုင်းတယ်လို့ပဲသတ်မှတ်ရုံအပြင်ခေါ်တော်ကြည့်ဆောင်းနာဝူးကြည့်ဆဲပြီးနှိမ်ုံတော့ပဲနှုတ်အထီးမထိမ့်သိမ့်တက်တက်ကောင်းနေကြတော့ဗဇက်တရဲနဲ့အောက်တန်းစားလို့စားသတ်မှတ်ပြီးအဲ့ဒီရမှာအထက်ဆိုရင်တော့ဥရိယောလူမှုပဝင်းကျင်ကပါထိတ်တက်ရင်ဆိုင်ကိုကျိုးနေရတော့မဲ့တနာယူအောက်တန်းစားနှောက်လေးပေါ့ခက်တလားမင်းရင်ဘဘွားကိုချိုးနှိမ်ဖုံးဖိရတာကခက်တာပေါ့ဘလောက်ခက်တယ်မင်း မိန်းကလေးတွေတဘာဝပါတင်ရင်អော်ပြီးယောက်ျားလေးတွေအပေါ်လွတ်လွတ်လပ်လပ်ကျူးလွန်နေတဲ့သဝင်းတိုးတာပြဿနာရှာတာရစ်တာစိတ်ကောက်တာရှုပ်ချယ်တာအရွေးတိုက်တာမျိုးတွေမလုပ်ဖဲထိန်းချုပ်ရတာထက်တော့အပုံကြီးခတ်ပါတယ်။ကြွားသွားတာကယောက်ျားလေးကမလုပ်သင့်တဲ့ကိစ္စဆိုရင်ဘလောက်ပြင်းထန်တဲ့တဘာဝပဲဖြစ်ပါစေထိန်းသင့်တဲ့ထင်ရင်ရအောင်ထိန်းတယ်မထိန်းနိုင်တဲ့ကောင်းဆိုရှက်ရှင်းပြန်နှိပ်ကုပ်ပြီးထိန်းတယ် မိန်းကလေးတွေကြတော့တဘာဝကိုအကာအကွယ်ယူတယ်စိတ်အလိုကိုပဲလိုက်တယ်မြောင်ကြလေးတွေဟာသူတို့ကိုတိခတ်လိုက်ရောရမဲ့တာဝန်ရှိကိုရှိတယ်လို့တထိချတွက်ပြီးဘလို့စိတ်ခံစားချက်မျိုးကိုမှမထိန်နိုင်ဘူးထိန်နိုင်လည်းမထိန်ဘူးဂျန်နာမားကတ်တင်းဒါဟာမားကတ်တင်းသဘောတရားနဲ့လည်းနည်းနည်းသက်ဆိုင်တယ်ယောက်ျားတွေဟာမိန်းမတွေကိုမနှိမ်ချတော့လဲသူတို့ကိုသူတို့အမြဲဆွဲတင်နေကြတယ်အမြဲပရိုမိုးလုပ်ကြတယ်ပြန်ဖြစ်ရင်တော့ခက်တီတီနဲ့ဟဲ့မင်းယောက်ျားစကားပြောဆိုပြီးဖျက်ပြစ်တာ ရန်သူကိုမင်းလေးယောက်ျားငါးလေးယောက်ျားဆိုတဲ့ atmosphere တစ်ခုလှမ်းပေးလိုက်တယ်။တိတ်ခါတစ်ခုတိဆောက်တယ်။ဒါဟာမိမတွေကိုနှိမ်ချတာမဟုတ်ဘူး။ကိုယောက်ျားချင်းဘယ်ချိန်မှမဆိုထပ်မစင်းသင့်တဲ့အတန်းတစ်ခုရှိရမယ်လို့သတိပေးထိမ့်သိမ့်လာတာဖြစ်တယ်။မိမချင်းရန်ဖြစ်ရင်သပင်ဆွဲပေမဲ့ယောက်ျားချင်းရန်ဖြစ်ရင်ဘယ်တော့မှကြွားချားကိုမကန်ဘူး။မိန်းကလေးတွေလည်းမိမိမအချင်းချင်းနှိမ်ချတဲ့အခေါ်အဝေါ်မျိုးတွေဘယ်သူအပေါ်မှမတုံးမတုံးသင့်ဘူး။မိမလိုမိမရမိမကျင့်မိမကျန်း ်မိမညံဆိုတာတွေကိုနှိမ့်ချတဲ့သဘောနဲ့အသုံးမပြုကြတယ်လို့ကိုရှိလာတော့နေလဲလက်မခံကြနဲ့ဗျဂုံဂုံပြောရရင်စလိုက်တော်မှဆိုပြီးဝိုင်းမပလင်းကြနဲ့သစ္စာမရှိတဲ့အကျော်ခံတဲ့သကောင်းသားကိုတော့မြမြဝိုင်းလော်ရမျိုးလို့မိခင်စိတ်အမိနိုင်ငံမိမမြက်အစတဲ့အမတဘာဝ positives အသုံးတွေအများကြီးရှိပါတယ်အဲ့ဒါတွေကိုမြမြယူပြီးတုံးတုံးနဲ့အကျဉ်လုံးပေးကျွန်တော်တို့ယောက်ျားတွေတီထွင်ထားတဲ့အသုံးအနှုန်းတွေကိုကြည့်ပါလားမဟာပူရိတာတဲ့ယောက်ျားခရီးတဲ့ယောက်ျားတကူန အထီးတဲ့တိတိမမတဲ့ပြီးရင်မိမအချင်းချင်းရှိတတ်ကြတဲ့ emotional connection တွေထွေးနားလည်မှုပေးတာတွေလည်းပေးယောက်ျားလေးနဲ့ဆက်ဆံရေးကိုအကြံပေးရမှာရစ်ပစ်လိုက်တို့အချော်ခိုင်းတို့စိတ်ကောက်ပစ်လိုက်တို့ဆိုတာမျိုးတွေကြီးမလုပ်ကြနဲ့ပြဒါတွေကကိုမျိုးနွယ်ကိုစိတ်ပြတ်ခွင့်ရဖြစ်စေတယ် woman right ကြီးဟော့ဖီအော်နီယာမှာမဟုတ်ဘူး women image ကိုလည်း branding လုပ်ကြဖို့လိုတယ်မဟုတ်လားယောက်ျားတို့ဘုံ ဘုံနေမယ်လို့ဘာလို့ဆိုတာကလည်းယောက်ျားလေးတွေကြောင့်ပေါ်လာတဲ့စကားမဟုတ်ဘူးမိန်းမတွေကြောင့်ပေါ်လာတာဘာလို့ပေါ်လာတာလဲဆိုရင် အမေရိကသားတွေကိုအရှိလွန်ရာကနေပေါ်လာတာစဉ်းစားကြည့်လေသားကရွှေမရဲ့ထမင်ယူချော်ပေးနေတာကိုရက်ကြည့်နေနိုင်မယ့်အမေရှိလားဒါဒီလာနေမတန့်စင်ဘူးဖုံးနေတယ်ဘသူတွေပြောတယ်လဲမိန်းမတွေပဲအရှင်းရှင်းပြောတာယောက်ျားလေးကဒိုင်ယာနာတရားကလွန်ရင်ဒီလိုသွေးအများကြီးမြင်လေးမရှိလို့ကြောက်ကောင်းကြောက်မယ် looks disquest disquest ဖြစ်တာချင်းရှိမယ်ဖုံးတို့ကန်တို့ ပြန်မြင်တယ်ဆိုတော့မိခင်တွေထဲတဲ့ సై ကိုပဲဗျမတက်နိုင်ဘူးကိုသားအလှဲ့ကြမထဲ့ကြနဲ့ဒါပဲရှိတာငငယ်ကဆို စစ်သားတွေစစ်တိုင်းအမိထမိန်အထက်စင်စားနဖူးပတ်သွားတယ်ပြန်မြင်အောင်လို့ဆိုတဲ့စကားကြားပြီးတော့အမိမိဘူးတိုက်ထားတဲ့ထမိန်မြင်ရင်ခြုံပြီးစူပါမန်လို့ပတ်ပြင်းနေတာစိတ်ထဲမှာဖုံးလေကန်တွေမြင်ပြီးပေါ့အဲ့ဒီအမေထမိန်ကိုပဲရေဆူဆူနဲ့နောက်ဖေးကတမ်းမှလှမ်းထတာသွားထီမိရင်ကြစိတ်ထဲမှာဖုံးနေပြရပြန်ရော အဲ့ဒီထမိန်တထေတွေနဲ့ရင်ထက်ခံထားရတဲ့စိုက်ကိုအပေါ်မူတည်ပြီးနွေးနွေးချောချောလေးဆိုဖုတ်ကန်မြင့်ဆူ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 တမ်းမှလန်ထားရင်ကန်နေတဲ့အလုပ်ကိုရှုံနေရောဒီလိုနဲ့ကာရှရဂျင်းတွေအထက်ထက်ပေါ်လာတာပဲနင်နာချင်းလိမ်မှုကိစ္စမှာယောက်ျားလေးကမျက်စုံပြီးမိန်းကလေးကနင်နာတရားရောဖန်တီးတိဆောက်ထားတဲ့ရင်ကျေးမှုအစဉ်အလာဟာလည်းတော်လန်ဖို့လိုအပ်နေပြီဖြစ်တဲ့အလွန်ဟောင်းနှွမ်းဆွေးမြင့်နေပြီဖြစ်တော့အယူဆပါပဲဒါဟာနှစ်ဖက်စလုံးက effort အစားတူနဲ့ pleasure အစားတူရောဆက်ပြီးတောက်တုံးနေကြရတဲ့ ်ယင်မှုစရာအရမကတမျိုးပဲဖြစ်ပါတယ်။ pressure ရဲ့နောက်မှာ responsibility ဇာတ်ကိုကပ်ပါလာဖို့တော့လိုအပ်တာပေါ့။ဒီနေရာမှာလည်းတဘာဝတရားကြီးက cease ကိုပြန်ပွားအောင်တာဝန်ယူထားရတဲ့ယောက်ျားသားတွေစီမှာ effort မြန်မြန်စိုက်ထုတ်လို့စိတ်ကိုထည့်ပေးထားတာကြောင့် အမျိုးသားတွေဟာ six giving လို့ဖို့အတွက် initiative လုပ်ရမှာအလွန်တရာတက်ကြွစွာအားစိတ်ထုတ်ကြပြီးအမျိုးသမီးတွေကတော့ receiver ကောင်းပီသားစွာနဲ့နောက်ပိုင်း consequences တွေအားလုံးကိုတာဝန်ယူထားကြရတာမို့လို့နိုင်မဆက်ဆံခင်မှာပို့ပြီးတွေ့ဝေစဉ်းစားရတဲ့အပိုင်းတွေရှိလာကြတာပဲဖြစ်ပါတယ်အိမ်ဟာကိုယ်စီမှာမို့လို့ပို့ပြီးတာဝန်ကြီးတာမှန်ပေမဲ့လည်းဒါဟာနဲ့နာကျင်တော့မဟုတ်နေပါဘူး တကယ်တမ်းနင့်လာသလိုထင်မြင်ရခြင်းဟာဒီနိုင်ငံရဲ့ဘဝင်းချင်းကကိုယ်နဲ့မဆိုင်တာကိုဝိုင်းဆက်ဆူမှတ်ချက်ရှားတက်ကြတဲ့မရင်ကြီးချင်းကြောင့်သာဖြစ်ပါတယ်။ယောက်ျားလေးမို့နားလည်ခိုင်းနေတာမဟုတ်သလိုမိမတွေဖောက်ပြန်နေတာကိုတိတိကျကျနဲ့ခွင့်လွှတ်ပေးပြီးဆက်ပေါင်းနေတဲ့ယောက်ျားတွေလည်းအပုံကြီးရှိရဲ့။တကယ်တကယ်ကမခွဲနိုင်တဲ့သူကခွင့်လွှတ်ရခြင်းပဲဗျ။မကွဲကျင်တဲ့ဘက်ကနားလည်ပေးရခြင်းပဲ။တကယ်တော့ရင်နဲ့ရန်လို့မတူတာတွေအပြည့်ရှိနေတာချင်းအတူတူပါပဲ။နင့်လာတယ်နင့်လာတယ်အော်နေဖန်များရင်တော့ 哦နှစ်ပဲနှစ်နာတက်ကြသူလေးတွေဘာမှလည်းမလုပ်တက်ကြချဘူးလို့ထင်လာတာခံရမှာပဲ25ရက် February 2019